ကဲကျွန်တော်ရင်ကုန်ပြောရှင်တာရော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့ဒီတစ်ပတ်အတွက်လည်းအားလုံးပဲမင်္ဂလာပါဒူးတယောက်ချင်းစီတိုင်းကိုလည်းအထူးကျေးဇူးတင်ပါတယ်အဲ့တော့ရဝေးရနေပြည်တွင်းပြည်ပကနေလာတက်လာသမျှဗီဒီယိုဖိုင်လေးတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ top fan တွေဟာလာအသေးလေးတွေ like တွေပေးွားတဲ့မိတ်ဆွေတွေအားလုံးကိုလည်းဒီနေ့ကနေအသေးတွေ like တွေပြန်ပေးလိုက်ပါတယ်ဗျာအဲ့တော့ဒီတစ်ပတ်မှာကျွန်တော်တို့အဘမင်းနေကပညာအမွေလက္ခဏာတွေကနော်မကုံနိုင်မခမ်းနိုင်ပညာပင်လေကြီးတွေကလက္ခဏာပညာ ဟာလာအမှတ်သားတစ်ခုကိုကျွန်တော်တို့လက်ညှိုးပြောပြသွားမှာဖြစ်ပါတယ်အများကြီးပြောလို့ရှိရင်မမမိမှာဆိုးတယ်ဟာလာမထီရောက်မှာဆိုးတယ်ဟာလာနားမရှင်းမှာဆိုးတဲ့အတွက်တပတ်ကိုတပုတ်တပုတ်ကျွန်တော်တို့ပြောပြနေတာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးနဲ့အဲ့တော့ဒီဘက်မှာဘာလဲဆိုလို့ရှိရင်တော့မိန်းကလေးမှာပါရင်ပဲဖြစ်ဖြစ်ယောက်ျားလေးမှာပါရင်ပဲဖြစ်ဖြစ်အဲအဲ့ဒီအမှတ်သားဘာလဲဆိုရင်သူကနှလုံးလန်းကြောင်းပေါ့နော်နှလုံးလန်းကြောင်းမေတ္တာကြီးလန်းကြောင်းဟာ လက်ကလေးအောက်စနေဂျုံကုံကိုအตาလေးကော့ပြီးတက်နေမယ်ပြီးတော့လက်မအောက်တောက်ကြဂျုံမလို့ခေါ်တယ်ဗောနော်လက်မအောက်တောက်ကြဂျုံလေးကလည်းမို့ဖောင်းနေမယ်ဆိုရင်သူဟာစကားမတည်ဘူးเนาะစကားမတည်ဘူးသူ့မှာစကားမတည်ဘူးတီကြည်တယ်ဆိုတာဗောနော်စကားမတည်ဘူးတီကြည်တယ်ဆိုတာမရှိဘူးအမှန်ပြောတယ်ဆိုတာနဲတယ်เนาะလဲပတ်ပြီးပြောတတ်တယ်သူ့ရဲ့အတွင်းကိစ္စမျိုးတွေကိုတီးဖို့မလွယ်ဘူးဆိုတဲ့အာမျိုးပါ နောက်တစ်ခုကဘာလဲဆိုရင် तू ကကျွန်တော်တို့သူ့မှာချစ်တယ်ဆိုတာနဲတယ်အဲတွဲတယ်ဒီတယောက်တွဲတယ်သို့တော့အရင်ချစ်နေလို့မဟုတ်ဘူးเนาะအပွန်ကြောလောက်ပဲအချစ်ပြတာလောက်ပဲပြောရင်ချစ်ချင်အောင်စောင်းတယ်ဆိုတဲ့သဘောပဲเนาะအဲ့တော့တကယ်မချစ်ဘူးအချစ်စစ်ချစ်မှမဟုတ်ဘူးဟုတ်လားအချစ်အတုပေါ့ဗျာသို့မဟုတ်ရင်လည်းအချစ်ချင်အောင်စောင်းတာအဲအဲ့ဒီလိုချစ်တယ်အတွဲတယ်ခဏပဲပြီးတော့ လမ်းခွဲခဲ့တာပဲเนาะလမ်းခွဲခဲ့တာပဲထားခဲ့တာပဲပြီးနောက်တစ်ယောက်ပဲအပြည့်နောက်တစ်ယောက်ပဲဆိုတဲ့အမှတ်အသားမြင်းကြောင်းကိုပြမှာဖြစ်ပါတယ်နောက်တစ်ခု तू อ่ะဘာလဲဆိုရင်နည်းနည်းနှစ်ကောင်းကိစ္စများတတ်တယ်เนาะနှစ်ကောင်းကိစ္စဆိုရင်တော့ဒါတိမာပါเนาะဒါလောက်ဆိုတိမာပါဟိုလိုကြီးပြောရင်နော်မကောင်းလို့ကျွန်တော်နှကောင်းကိစ္စနော်နှကောင်းကိစ္စနည်းနည်းလေးကြီးတယ်နှကောင်းကိစ္စနည်းနည်းစိတ်ဝင်စားတယ်ပူတယ်ပေါ့ဗျာသူများနဲ့ဆိုင်အဲ့တော့အဲ့ဒါဘာလဲဆိုရင်ဒီမှာဒီလိုမြင်းကြောင်းပါနော်ဦးထောက်ပြတဲ့ခါ အဲ့တော့ဒီမြစ်တာကြီးလမ်းကြောင်းနှလုံးလမ်းကြောင်းလေးကအခုလိုမျိုးလေးကော့တက်နေမယ်စနေဂျူကုံအောက်နော်အလက်လက်ကလေးအောက်စနေဂျူကုံထဲမှာကော့တက်ပြီးတော့အခုလိုမျိုးရောက်နေမယ်အခုလိုတရံမျိုးပုံတရံမျိုးအမှတ်သားမျိုးရှိနေမယ်နော်အခုပြတဲ့ဟာမျိုးပေါ့နော်အခုပြတဲ့မျိုးတလုံးလမ်းလမ်းကြောင်းကမြစ်တာကြီးလမ်းကြောင်းအဲ့ဒီလိုမျိုးလေးဖြစ်နေမယ်ပြီးတော့ဒီတောက်ကြဂျူကုံကဒီမှာဒီလက်မပေါ့ဒီနေရာပေါ့နော်အခုထောက်ပြရနေနော်အဲ့နေရာလေးကမှုမှုဖောင်းဖောင်းလေး ဖြစ်နေမယ်ဆိုရင်စောနာရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲစောနာရှေ့မှာပြောခဲ့တဲ့အတိုင်းပဲအဲ့တော့ तू ကဘာလဲဆိုရင်တယောက်ပြီးတယောက်တွဲမယ်ဂရိမတည်ဘူးအမှန်မပြောဘူးနော် तू မှာတစ္ဆာဆိုတာမရှိဘူးနော်ဟုတ်လားပြီးရင်တွဲမယ်ထားခဲ့မယ်နောက်တယောက်နောက်တယောက်ပဲပြီးရင်နှာခေါင်းကိစ္စနည်းနည်းများမယ်သူများတဲ့စာရင်နှာခေါင်းကိစ္စနည်းနည်းပူတာတယ်ဆိုတော့ဟာပါပဲနော်ဒီဒီတစ်ပတ်မှာတော့ ဒါကျွန်တော်လိုတိုရှင်းဒါလေးကိုကျွန်တော်ပြောပြတာပါအဲ့တော့ကိုယ့်ရဲ့ချစ်သူမှမင်းအဲ့ဒီမြင်းချောင်းပါနေမယ်ဆိုရင်တော့တတိထားဖို့လိုပါပြီနော်အဲ့တော့လူငယ်လူရွယ်လူငယ်လူရွယ်လူလတ်အများအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်တင်မယ်လို့လဲကျွန်တော်မျှော်လင့်ပါတယ်နော်ကြည့်ဖို့လဲဆန္ဒပြုတိုက်တွန်းပါတယ်အဲ့တော့ကိုယ့်ချစ်သူမှဟဲ့လားအသားလေးမသိမသားလေးချစ်သူရဲ့လက်ကလေးကိုကန်ကြည့်လိုက်လို့ဟဲ့လား လက်မရဲ့အောက်မှာလဲဖို့ဖို့မောင်းမို့မို့လေးပေါ့နော်မို့မို့ဘောင်းဘောင်းလေးဖြစ်နေမယ်စနားလိုမျိုးလေးနှလုံးလမ်းကြောင်းစနားပြတဲ့အတိုင်းနှလုံးလမ်းကြောင်းလေးကလည်းကော့တက်ပြီးတော့လက်ကလေးအောက်မှာသွားပြီးတော့ရှိနေတယ်ဆိုရင်တော့အဲသတိထားစင်ကျင်ရှောင်ကျင်ကာကွယ်နော်ရှောင်နိုင်ရှားနိုင်မှုကျွန်တော်ဒီနေ့ကနေစနားပြူလမ်းညွှန်ပါတယ်နောက်တစ်ပတ်မှာလဲကျွန်တော်တို့နောက်ထပ်မြင်းကြောင်းအမှတ်အသားတစ်ခုနဲ့ကျွန်တော်တို့စိတ်ဝင်စားဝယ်ကျွန်တော်တို့ ီဒီယိုတစ်ပုဒ်နဲ့လာပါအောင်မယ်ပြန်လာပါအောင်မယ်အားလုံးပဲနောက်တစ်ပတ်မှာပြန်ဆုံပါမယ်အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းပျော်ရွှင်နိုင်ကြပါစေ